ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာတိတ်မကြခင်ရှင်တွင်မှာ1 Friday 5 132ပြိုင်ပွဲစတင်တော့မှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျင်းပမယ့်1 Friday 5 132ပြိုင်ပွဲမှာမြန်မာဖိုက်တာ3ယောက်ပွဲရရှိထားပါတယ်စိုးနောင်ကန့်စင်နဲ့ Bronica တို့ဖြစ်ကြပါတယ်ခင်ဗျာစိုးနောင်ဦးနဲ့တန့်စင်တို့ရဲ့တွဲဆိုင်နေကတော့အစောအတိုင်းပဲစိုးထမ်းမြောက်တွဲဆိုင်မှာစိုးနောင်ဦးစက်ထမမြောက်တွဲဆိုင်မှာတန့်စင်ပွဲထုတ်ရမှာခင်ဗျာ Bronica ရဲ့ပွဲစဉ်တွဲဆိုင်ကတော့အချိန်နည်းနည်းစောဖို့ရှိသွားတယ်။ဘာကြောင့်လဲဆိုတော့ အစောပိုင်းက1 Friday 5 132ပြန်ပွဲမှာတွဲဆိုင်12ခုပါဝင်တယ်။အခုတော့စုစုပေါင်းတွဲဆိုင်12ခုပဲဖြစ်သွားတယ်ခင်ဗျာ။တွဲဆိုင်တစ်ဆိုင်ကကန်ဆယ်ဖြစ်သွားတာဟုတ်။အဲ့တော့ Veronica ရဲ့ပွဲစဉ်ဟာအစောပိုင်းတော့ကလို့12ပွဲမြောက်ပွဲစဉ်မဟုတ်တော့ဘူး။7ပွဲမြောက်ပွဲစဉ်ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် Veronica ရဲ့ပွဲစဉ်ကို10နာရီနဲ့10နာရီခွဲကြမှာမဟုတ်တော့ဘဲနဲ့9နာရီခွဲနဲ့10နာရီပတ်ဝန်းကျင်လောက်မှာကြည့်ရဖို့ရာခိုင်နှုန်းများသွားပြီဖြစ်ပါတယ်ခင်ဗျ။တန့်စင်ရဲ့ပွဲစဉ်ကတော့အဲည8ခွဲ ီချိန်တော့မှကြည်အောင်ရခိုင်တော့များပါတယ်စိုးနောင်ရဲ့ပွဲစဉ်ကတော့ည၈နာရီမထိုးခင်တော့မှကြည်အောင်ဖို့အရှင်နေရှိနေပါတယ်ခင်ဗျဒီညမှာစိုးနောင်ကတော့ Time Fighter မိုင်းဆန်းချန်းကိုရင်ဆိုင်ရမယ်ဒီပွဲကလည်းထူးခြားတယ်ဒီဘက်ကမြန်မာနိုင်ငံကိုကိုစားပြုတဲ့ကင်ခေါ်ဘက်ကထိုင်းကိုကိုစားပြုတဲ့ထိုင်းကင်အဲ့တော့ကရင်နှစ်ယောက်အပြိုင်ပွဲစဉ်ဖြစ်နေပါတယ်ခင်ဗျစိုးနောင်နဲ့မိုင်းဆန်းချန်းရဲ့ပွဲစဉ်ကပေါ့လေတန့်စင်ကတော့စက်ဆိုင်ကြီးခံမွန်နိုင်တဲ့ပွဲထိုးရမယ်ဘရိုနီကာကတော့ ဒေဖိုက်တာမလေးဒီမင်းရီကိုရင်ဆိုင်မှာဖြစ်ပါတယ်ခင်ဗျလက်ရှိမှာကရှင်တိုင်းရင်းသားကိုခံပြရဆုံးတိုက်ခိုက်ဖိုက်တာကြီးအွန်လိုင်းအဆန်းကလည်းတန့်စင်နဲ့ဘရိုနီကာတို့ကိုအပေးကိုဝန်းရလိုက်ပြီးဖြစ်ပါတယ်ပြိသက်တွေကိုလည်းဒီညမှာဘရိုနီကာနဲ့တန့်စင်ကိုအပေးကြဖို့အွန်လိုင်းအဆန်းကတိုက်တွန်းလှုံ့ဆော်သွားခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့အွန်လိုင်းအဆန်းဟာဝမ်ချန်ပီယံရှစ်ကနေအနောက်လိုက်ပြီးရနောက်မှာတော့သူဟာကိုပိုင်ဂျင်တီထောင်းနဲ့ပြီးတော့တစ်ဖက်မှာသူဟာနီးပြပွားကိုကူပြောင်းမှုလည်း လေ့လာပြင်ဆင်တာတွေဆောင်ရွက်နေတယ်လို့ကျွန်တော်သတင်းကြားသိရပါတယ်ခင်ဗျာတန့်စင်ဟာဝမ်ရှမ်ပြည်ရှိပြန်ပွဲကြီးကိုအောင်လန်းဆန်းနှုတ်ဆက်ပွဲလာထိုးတော့ငါပေါ့လေပွဲထိုးပြီးချိန်မှာ သူအောင်လန်းဆန်းကိုတော့တွေ့ဆုံတယ်နှုတ်ဆက်ကာရဝပြုခဲ့တယ်ပေါ့ဘရိုနီကာကတော့အောင်လန်းဆန်းကသူ့ကိုလို့ဖြစ်နေတဲ့လူကိုအဲ့တော့ဒင်နာတော့လိုက်ကြွေးလိုက်သေးတယ်သူတို့မောင်နှမနှစ်ယောက်စကားတွေပြောတယ်ပြီးတော့အောင်လန်းဆန်းကလည်းဘရိုဒီနေ့နှစ်ယောက်ရင်မင်းကချန်ပီယံဖြစ်မဲ့သူပဲလို့ညှို့နှဲ့စကားကို one championship thailand ကမနေ့ကနေပြီးတော့မှ post data တွင့်နေခဲ့ပါသေးတယ်ခင်ဗျအခုတော့ online အဆန်းကတန့်စင်နဲ့ bronica ကိုအားပေးဖို့အတွက်ဝိုင်းရလိုက်ပါပြီဒီညမှာ bronica နဲ့တန့်စင်တို့ဟာ online အဆန်းရဲ့ဝိုင်းရပေးမှုနဲ့အတူပရိသတ်တွေရဲ့အားပေးမှုနဲ့အတူနိုင်ပွဲတွေရယူနိုင်ပါစေလို့ဒီနေ့ကနေကျွန်တော်ကလည်းထားလောင်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ